မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်တနားပြည့်မှာ စပိန်နဲ့ပေါ်တူဂီတို့ nationally ပူးပေါင်းဖို့ရှင်းပြကြားကြမှာပါပေါ်တူဂီကပူတီညာပြန်ပါလာဖို့ရှိပြီးကိုလန်ကစားပူတီပူတီညီလာနိုင်ပါတယ်စပိန်တင်းရအတင်းလက်ကစားဖို့ကောင်းပြီးလူငယ်တွေစုဖွဲ့မှုနဲ့တူအကောင်းဆုံးနေရာကိုရောက်ရှိလာနေပါတယ်ပေါ်တူဂီကစပိန်နဲ့တွေ့ဆုံနိုင်ကြေညာအောင်ကောင်းပြီးမြေကိုရီမြူနီနဲ့စပိန်ရဲ့တိုက်စစ်ကိုကိုရီပြရအောင်ပါ စပိန်သင်းရဲ့နောက်ဆုံးဆက်ပွဲမှာလည်း6ပေါ်ပဲ10ပွဲရှိပါတယ်။ဒီပွဲရဲ့မူလကြီးကစပိန်ဘက်ကနေပေါ်ဒီအနုတ်85 6ပေါင်းနင်းနုတ်85ပေးတာဖြစ်ပေ။ယခုကြည့်မှာတော့ပေါ်ဒီအနုတ်80 6ပေါင်း3ပေါင်း30အထိမြင့်တက်လာတွေ့ရပါတယ်။6ပေါင်းမြင့်တက်လာတာကြောင့်ခြေပြေးထားတဲ့စပိန်သင်းတည်ကြဖို့ကိုရရှိနိုင်ပြီးပေါ်ဒီပေါ်တူဂီဘက်ကလည်းကိုရနိုင်ပါတယ်။အနိုင်ရှုံးဖြစ်ပေါ်နိုင်တဲ့ပွဲဖြစ်ဖြစ် ပေါ်တူဂီတကူရရင်တော့နှစ်ကိုတင်နိုင်တဲ့အင်ညာစပိန်မှာရှိပါတယ်စပိန်ဘော်ဒီကိုကြိုက်ပါတယ်